င်္ဂလာပါရှင်မနေ့ကနိုဝင်ဘာ9ရက်နေ့ညပိုင်းမှာတင်ဆက်ပေးခဲ့တဲ့မြန်မာပြည်တွင်းသတင်းအကြောင်းအရာတွေကိုပြန်ပြီးစူးစိတင်ဆက်ပေးလိုက်ပါရရှင်မန္တလေးမြို့ပသိမ်ကြီးမြို့နယ်ကပြည်စောဒီခေါင်းဆောင်တပ်ဖြတ်ခံရမှုမှာပြည်စောဒီအချင်းချင်းတပ်ဖြတ်မှုဖြစ်တာကြောင့်စစ်ကောင်စီတပ်ကလက်တွေကိုဖမ်းဆီးအရေးယူတာမရှိဘူးလို့အသက်ခံရသူနဲ့နေဆက်သူတွေစီကသိရပါဗျ။ပသိမ်ကြီးမြို့နယ်ကအသက်34နှစ်အရွယ်ပြည်စောဒီခေါင်းဆောင်အောင်ခက်ဆိုသူဟာပြီးခဲ့တဲ့အောက်တိုဘာလ28ရက်ကအပြင်သွားလာရင်အိမ်နဲ့အဆက်အသွယ်ပြတ်တောက်သွားပြီးတဲ့နောက် နှိပ်စက်တံရတွေနဲ့အသတ်မှတ်နေတဲ့အလောင်းကို ပြည်ကြီးရုံးမြို့နယ်ကမြို့တက်လို့ခေါ်တဲ့စက်မှုဆောင်မှာပြန်တွေ့ကြတာပါမြို့တက်ထဲကိုအချင်းချင်းကခေါ်လို့ဆိုပြီးသွားတာအဲ့ဒီမှာတင်လောက်ကျန်ခံလိုက်ရတယ်လို့ဖြစ်စဉ်ကိုတိတူတူကပြောပြပါတယ်ပြည်ကြီးရုံးမြို့နယ်အထက်မှာတော့ပေါ့ကိုတော်ရဲ့ပြူစောတိအဖွဲ့တွေကြီးဆိုတာလို့ဒေသခံတွေကဆိုပါတယ်လောက်ကျန်တက်ဖြတ်ခံရတဲ့ပြူစောတိအောင်ခန့်ကတော့သူ့အိမ်မှာလောင်ကစားဝိုင်းတွေထောင်ထားတယ်လို့သူကြီးဆိုရပတိန်ကြီးမြို့နယ်ထဲကလောင်ကစားဝိုင်းတွေမှာလည်း သူ့အဖွဲ့တွေနဲ့လုံခြုံရေးယူပေးထားတယ်လို့သိရတာပါမန္တလေးမြို့မှာပစ်စောတိလို့ခေါ်တဲ့စစ်တပ်ကလက်သက်မွေးထားတဲ့လူမိုက်တွေကြီးစိုးနေတယ်လို့မြို့ခံတွေစီကသိရတာပါပစ်စောတိတွေကိုစစ်ကောင်စီတပ်ကစစ်တနံပေးလက်နက်တပ်ဆင်ပေးပြီးရှေ့တန်းဆင်လို့တလို့မြို့တွေမှာလုံခြုံရေးပတ်တာကင်းလက်တာတွေမှာအတုံးချနေပါတယ်ပစ်စောတိတွေဟာလမ်းသွာလမ်းလာလူငယ်တွေကိုဖမ်းဆီးငွေညှက်တာချင်းချောက်တာတွေကိုကျူးလွန်နေပြီးမန္တလေးကရွှေဆိုင်တမရတက်မှုမှာလဲပြူစောတိတွေပအဝင်ပတ်သက်တာတွေရှိတယ်လို့သိရပါတယ်ရှင်။ မန္တလေးတိုင်းတောင်တာမြို့နယ်တမိုက်တာကြီးရွာကစစ်ကောင်စီတပ်နဲ့ပြစောတိတွေအထိုင်ချတက်ဆွဲတာတဲ့စခန်းကိုတော်လည်းတက်တွေကဝင်ရောက်တိုက်ခိုက်ကြရမှာစစ်သား9ယောက်သေဆုံးပြီး6ယောက်ဒဏ်ရာရခဲ့တယ်လို့ငင်းချက်ခရိုင် PDF တရင်သုံးစီကနေသိရပါတယ်။မနေ့ကနိုဝင်ဘာလ10ရက်မှာငင်းချက်ပကံညာဦးကားလမ်းပိုင်းကတမိုက်တာကြီးရွာကိုဝင်ရောက်တိုက်ခိုက်ခဲ့တာလို့သိရတာပါ။အဲ့ဒီကြီးရွာကအုတ်ချုပ်ရည်မှုရဲ့သုံးတပ်တိုက်တဲ့အနီးတစ်ဝိုက်မှာစစ်ကောင်စီတပ်ရဲ့ဟောက်မရ15တရင်ကတပ်သားတွေနဲ့ ငင်းချက်မျိုးကဒီစိုဒီအင်အား60ဝန်းကျင်လောက်တက်ဆွဲထားတယ်လို့တရင်တုံးကပြောပါတယ်။တိုက်ပွဲအတွင်းမှာ15ရောက်တေဆုံးတာကိုမျက်မြင်တွေ့ခဲ့ရပြီးငင်းချက်စေးရုံမှာဒဏ်ရာရသူ၈ရောက်ရှိတယ်လို့တရင်တုံးရဲ့တာဝန်ရှိသူကပြောတာပါ။တမိုက်တော်ကြီးရဟာဒီစိုဒီအားကောင်းတဲ့ရောဖြစ်ပြီးအရင်တုန်းကတော်လရေးတက်တွေသိမ်းယူခဲ့ဘူးပါတယ်။အခုနှစ်ဧပြီလမှာတော့စစ်ကောင်စီတပ်ကအင်အားဖြည့်တင်ပြီးအထိုင်ချတက်ဆွဲလိုက်တာလို့သိရပါတယ်ရှင်။စကိုင်းတိုင်းအထက်ပိုင်းကဗမာမြို့နယ်မှာ စစ်စင်ရေးတတိယရောက်အလုံဆောင်နိုင်ဖို့အတွက်ညမထရအမေကိုဒီနေ့နိုဝင်ဘာ9ရက်မှာကတားခရိုင် PDF တိုင်ရင်လေးကထုတ်ပြန်လိုက်ပါတယ်။ဒီနေ့ကစပြီးည9နိုင်ကနေမနက်9နိုင်အထိညမထရအမေထုတ်ပြန်လိုက်တာပါ။ညမထရအမေပြန်လည်ရုပ်သိမ်းမဲ့ကာလကိုတော့ထုတ်ပြန်ချက်မှာဖော်ပြမထားပါဘူး။ပြည်သူတွေရဲ့လုံခြုံရေးနဲ့မလူလားအတဲ့ထိခိုက်မှုတွေမဖြစ်စေဖို့ပြည်သူတွေအနေနဲ့အစိတ်ရှည်ပြီးပူပေါင်းပါဝင်ကြဖို့ကတားခရိုင် PDF တိုင်ရင်လေးကတိုက်တွန်းထားတာပါ။အရေးပေါ်ကိစ္စနဲ့ကျမ်းမာရေးကိစ္စတွေအတွက်တော့ တက်ဆိုင်ရာအုပ်ချုပ်ရေးမှူးထံအကြောင်းကြားပြီးသွားဖို့နဲ့အချိန်သတ်မှတ်ချက်ကိုလိုက်နာမှုမရှိဘူးဆိုရင်တော့ထိရောက်စွာအရေးယူသွားမယ်လို့ကတာခရိုင်တရင်လေးကတတိပေးထားပါတယ်။ဗမောက်မြို့ပြန်ရရည်အတွက်အမျိုးအနောက်ဘက်ခြမ်းကနေစစ်ကောင်စီတပ်ကထိုးစစ်ဆင်နေပြီးအင်အား900ဝန်းကျင်ရှိတယ်လို့စကိုင်းနဲ့အထက်ပိုင်းစစ်ရေးတရင်ရင်မြက်ကပြောပါတယ်။အဲ့ဒီစစ်ကြောင်းမှာစကိုင်းမြို့အခြေဆိုင်တပ်မ33ရဲ့လက်အောက်ခံတရင်အချို့နဲ့အင်အားဖြည့်ထားပြီးဗမောက်မြို့အတွင်းကတပ်မ89ရဲ့လက်အောက်ခံတပ်တွေလည်းပါဝင်တယ်လို့သိရတာပါ။ တိုက်ပွဲတွေကြောင့်မြို့အနီးတစ်ဝိုက်ကအကြီးရွာ20ဝန်းကျင်နဲ့မြို့ပေါ်ရပ်ကွက်၄ခုကပြည်သူ2000ဝန်းကျင်ဟောင်းမေးလို့ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။စစ်ဘေးရှောင်ပြည်သူတွေအတွက်အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့လည်းဗမောက်ပကပကထုတ်ပြန်ထားတာပါ။ဗမောက်မြို့ကိုအမတ်တဲစစ်တေသာကွက်ကဲမှုနဲ့ပြီးခဲ့တဲ့စက်တင်ဘာလ20ရက်မှာတိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါရဲ့ရှင်။ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ဗမောက်မြို့တွင်ကချင်လူလည်ရေးတက်မတော် KIA ပူပေါင်းတက်တဲ့စစ်ကောင်စီတက်ကြတိုက်ပွဲဖြစ်ပေါ်နေတာ၁၇လအကြာမြင့်လာပြီဖြစ်ပြီး နှစ်ဖက်စစ်စင်ရေးအပြန်အလှန်လှုပ်ဆောင်နေရကြောင့်တိုက်ပွဲဆက်တိုက်ပြင်းထန်နေတယ်လို့ KIA သတင်းပြန်ကြားရေးဌာနကနိုဝင်ဘာ၈ရက်နေ့မှာဖော်ပြပါတယ်။ဗမော်မြို့မှာစစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေတိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကိုအသိပေးထားပြီးဗမော်တပ်ကတော်ကျောင်းဝန်တောင်ပိုင်းလုံဘက်တွေမှာစစ်ကောင်စီတပ်ကအလက်နက်ကြီးနဲ့ပစ်ခတ်တာစစ်အင်အားဖြစ်တင်းနေတာတွေလှုပ်ဆောင်နေတယ်လို့ KIA ကဆိုပါတယ်။ဒါ့ပြင်ဗမော်နဲ့မိုးမောက်မြို့ကြားမှာလည်းစစ်ကောင်စီတပ်ကပြန်လည်ထိုးစစ်ဆင်လာလို့တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ KIA သတင်းပြန်ကြားရေးဌာနကဖော်ပြထားတာပါ။ကချင်စစ်ရဲသတင်းမြတ်တချို့ကနိုဝင်ဘာလပထမအပတ်တွင်ဗမော်တိုက်ပွဲမှာစစ်ကောင်စီတပ်ဆွဲရနေရာတချို့ကို KIA ကပြန်လည်သိမ်းပိုင်နိုင်ခဲ့ကြောင်းပြောကြားထားပါတယ်။ KIA သတင်းပြန်ကြားရေးဌာနရဲ့ဖော်ပြချက်မှာတော့စစ်ရဲအခြေအနေကိုအသေးစိတ်ဖော်ပြမထားပါဘူး။ KIA နဲ့စစ်ကောင်စီတပ်တွေဟာပြီးခဲ့တဲ့အောက်တိုဘာလအတွင်းကချင်ပြည်နယ်ကဖားကန့်အခေါလံပူဝိုင်းမော်ဒေသတွေမှာလည်းတိုက်ပွဲတွေရှိခဲ့ပြီး ခေါလံပူးဒေသကစစ်တပ်စခန်း၄ခုထပ်မင်းကို KIA ပူးပေါင်းတပ်ကသိမ်းပိုက်ထားပါတယ်။ဒါ့ပြင်အခုလထဲမှာလည်းဖားကန့်ဒေသကစစ်ကောင်စီတပ်ဆွဲရနေရတချို့ကို KIA ကသိမ်းပိုက်ရရှိခဲ့တယ်လို့သတင်းရင်းမြစ်တချို့ကပြောပါတယ်။ကချင်ဒေသအစစ်ရေးအခြေအနေကိုမေးမြန်းဖို့ KIO KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘူမီကြီးနော်ဘူးကိုဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါရဲ့ရှင်။ People's Spin ကနေတင်ဆက်ပေးတဲ့သတင်းတွေကိုကြည့်ရှုတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။